င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မိုးရသည့်မတိုင်မီငလျင်ဘေးသစ်မြန်မာနိုင်ငံကိုကုညီမှုတွေပြုလုပ်ဖို့ကမ္ဘာအဖွဲ့အစည်းတွေကိုကုလသမဂ္ဂကတိုက်တွန်းခဲ့ပါတယ်ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုကိုယ်စားလှယ်ရဲ့ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာကိုနှစ်ရက်တာလာရောက်တဲ့အတွေ့အကြုံအရမြန်မာနိုင်ငံမှာတောက်ရီတကွေသုံးပစ္စည်းတွေအစားအစာအမိုးကာဆေးဝါးတို့လိုအပ်တယ်လို့ဖော်ပြပါတယ် မြန်မာနိုင်ငံမှာအကူအညီတွေရရှိဖို့အလဲနဲ့လှုံ့ဆော်နေပြီးဒီအကူအညီတွေကိုလည်းမိုးရသည်မတိုင်မီကူညီနိုင်ဖို့လှုံ့ဆော်ရမှာဖြစ်ကြောင်းဒီလိုမှမဟုတ်ဘူးဆိုရင်ဆိုးရွားတဲ့အခြေအနေတွေပိုပြီးဆိုးရွားလာမှာပါလို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ငလင်ဘေးမတိုင်မီမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်လူသုံးသန်းနေရဆုံးခွာထွက်ပြေးနေရပြီးလက်နက်ကင်တွေအားလုံးချက်ချင်းအပြစ်ခတ်ရဲဆဲဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာသူတတမန်ဂျူလီပစ်ချော့ကတောင်းဆိုခဲ့ပါတယ်စစ်စင်ရေးတွေဆက်လုပ်နေတာကဘေးအန္တရာယ်ခံနေရတဲ့ဒေသတွေက လူတွေရဲ့အသက်တွေကို ပိုပြီးဆုံးရှုံးစေပါတယ်လို့ဂျူလီပစ်ချော့ကပြောပါတယ်ရှင်အခမဲ့ပြည်သူစေကံ FOC Teleclinic ဟာဧပြီလ2ရက်နေ့ကစကဖုန်းဆက်ပြီးစေကံပြနိုင်မဲ့အစီအစဉ်တစ်ခု ပြုလုပ်ထားပါတယ် အခမဲ့ပြည်သူစေကန်းဟာအွန်လိုင်းကနေတဆင့်အခမဲ့လူနာကြည်ပေးရာကနေငလင်တန်းအပြီးမှာအင်တာနက်မရရှိတဲ့လူနာတွေနဲ့ကယ်ဆယ်လုပ်သားတွေအတွက်ပါဖုန်းကတဆင့်ကုသပေးနိုင်မဲ့အစီအစဉ်တွေပြုလုပ်ထားတာဖြစ်ပါတယ်။ဧပြီလ2ရက်နေ့ကစာလုံးနေ့စဉ်မနေ့ဆယ်နိုင်ကနေည10နိုင်အထိဖုန်းဆက်ပြီးစေကန်းပြနိုင်မှာဖြစ်ကအွန်လိုင်းကနေတဆင့်မနေ့7နိုင်ကနေည7နိုင်အထိစေကန်းပြနိုင်မှာဖြစ်ပါတယ်ရှင်။ စကိုင်းမြို့အနှံ့ငလျင်ကျောက်ပြိုကျပျက်စီးတဲ့နေရာအများစုလက်ရမပြတ်ရှိနေပြီးသေဆုံးသူတွေကိုဖွယူနိုင်တာမရှိတာကြောင့်လူနေရပ်ကွက်တွေအတွင်းအပုံနံ့တွေထွက်လာနေပါတယ်။ဟာနသတင်းပေးပို့ထားပါတယ်ရှင်။ငလျင်ဘဟုချက်နဲ့နေဆုံးမှာရှိနေတဲ့စကိုင်းမြို့ဟာနွေရသည်ရင်ကျေးလိမ်မကျောင်းတွေအခြေခံပညာကျူးရှင်ကျောင်းတင်တန်းတွေပလီတွေရှိနေပြီးငလျင်လုံးချိန်မှာကလေးတွေကျောင်းတက်ချိန်ဖျားဝှက်ပြုတ်ချိန်ဖြစ်တာကြောင့်သေဆုံးသူလူဦးရေများပြားခဲ့တာလည်းဖြစ်ပါတယ်။ စကိုင်းတောင်ချေရှိရင်ကျိလေးမှာတင်တန်းကြောင်းဖွင့်လှစ်ထားတဲ့လေးကျုံမြအုပ်ကြောင်းသုံးထပ်ဆောင်ငလင်ကြောင်းပြုကျခဲ့ပြီးရင်ကျိလေးမှာတင်တန်းကြောင်းတက်ရောက်နေတဲ့ကလေးတွေရဲ့အခြေအနေကိုမြို့ခံကပြောပြပါတယ်ကလေးတွေကအဲ့ဒီလေးပြောက်တွေကတော့များတယ်ဟွာဆရာလေးတွေရောကိုရင်လေးတွေရောအဲ့အုပ်ကြောင်းရှင်တဲ့ဟာတွေကချစ်ဖြစ်ခြင်းသူကတချမ်းပဲပြီးတာဆိုတော့တဝက်ကတော့အဲ့ပြီးတဲ့တဝက်ကတော့ဒီကိန်းကြီးမဟုတ်ပါဘူး ဘာဖိုးတွေပါယူမလားဒီတော့နူရတီရောက်တိုင်းအုတ်ကြောင်းဆရာတော်ကဦးစီးပြီးရင်ကျေးလိမ်မာတင်တန်းဖွင့်လက်သားဖြစ်ပြီးအပြင်းငလင်လောက်ခတ်လို့အုတ်ကြောင်းကြီးပြူကြရာကနေလွမြောက်လာတဲ့ဆရာမတူကကြောင်းကြီးပြူကြလာတဲ့အခြေအနေကိုပြန်ပြောပြပါတယ်ပထမကလေးတွေစာမေးရဆိုပြီးဒီကြားထဲကိုရောက်သွားတဲ့အချိန်ရောက်သွားတဲ့အချိန်မှာပထမကငလင်လို့တော့ ပြေးလို့ရရင်ချင်းပြေးတယ်။တော်ပြရတယ်တော့ဆုံး။အပြေးလို့ရမယ်ချင်းပြေးတယ်။ပြေးလို့မရဘူး။ရှေ့ကိုပြေးလို့နောက်ကိုပြေးလို့အဲစက္ကန့်ပိုင်းတွေမှာအစားအုပ်ရပြိုချတာ။အပေါ်ထက်ကနေနှစ်ထက်ကပြိုချခြင်းမှာအောက်ထက်ကအောက်ထက်ဒီလုံးဝချုံဝင်သွားတယ်။ အကြတော့ချင်မှာရာသနဲ့ကလေးတွေကိုအတန်ပေးပြီးဆံမရှိရဆံမနာလာဆိုပြီးခေါ်တယ်။သူများအပြေးလို့ရတဲ့ကလေးရတဲ့ဝေယနာကနေလွတ်အောင်တော့ပြေးလွတ်တဲ့ကလေးရှိပြီးတန်ရရတဲ့ကလေးလည်းရှိရဆံမသမီးကကြတော့ဘယ်ကနေလွတ်လာလဲဆိုတော့အဲ့ဒီနောက်အဲ့ဒီအောက်ဆုံးမှာဟိုဘက်မှာရေကန်မအောက်သေးလေးရှိတယ်။အဲ့အပေါက်ကနေကိုကိုကိုဆိုလွတ်မှာမဟုတ်ကလေးတက်ကနေဆံမသားအပေါက်တွေ့ထားတယ်။တာလာကုန်လိုက်ခဲ့ဆိုပြီးခေါ်လို့အဲ့ကလေးလေးခေါ်လိုက်လို့သူမျိုးအယောက်20လောက်လွတ်လာတယ်။စကိုင်းမျိုးကမျက်ကိုပိုင်ချောင်းပြူကြရမှာမူကျူကလေးငယ်တွေအပါအဝင် အတန်းကြီးတွေလည်းပါဝင်ပြီးကျောင်းပြူကြချိန်မှာ28ရက်နေ့အကြီးကလေးတွေအတန်းကြားနေရပြီမဲ့29ရက်နေ့ရောက်ချိန်မှာတော့ကင်မဲ့သူမရှိတဲ့အပြင်ကလေးငယ်တွေရဲ့အတန်းတွေလည်းတိတ်ဆိတ်သွားခဲ့ပါတယ်မတ်လ30ရက်နေ့မှာတော့ကျောင်းပတ်ဝန်းကျင်မှာပုံနှံတွေရလာနေပြီးတည်ဆုံသွားတဲ့ကလေးမိမတွေကတော့ကလေးတွေနောက်ဆုံးရှိခဲ့တဲ့နေရာမှာလာရောက်ဆောင်ဆိုင်နေကြပါတယ်ကျောင်းပြူကြရမှာပါသွားတဲ့လင်းနစ်တာမူချိုကလေးငယ်တူဦးရဲ့ဖခင်ကတော့အခုလိုပြောပါတယ်လင်းနစ်လင်းနစ်ကြော်ကြော်လေးရရှိတယ် ထားတာ၃ယောက်ထားတာ၃ယောက်ထားတော့၂ယောက်ကလွတ်တယ်။တမင်းယောက်ကလွတ်တယ်။တမင်းယောက်ကတယောက်ကဟိုဟိုအောက်ဆုံးထပ်မနေကြမှာအဲ့ဒါကတော့ထုတ်ပြီးသားပြေးထွက်ပြီးသားဒီကောင်ကလည်းဒီထပ်မှနေရတော့လွတ်လွတ်သွားတယ်အမေလုံးကလေးကြောင့်သူက KG ဟိုအပြော်ချောင်းလေးပါမယ်။တော့အဲ့ဒါကြတဲ့ခါကျတော့ကိုအောက်ထပ်မှသားဖြစ်တယ်။အဲ့တော့ဘာမှမလုပ်ရသေးဘူးကောဖယ်ရူမားကိုပြောပြပေါ့။ဆရာမရဆရာကသားတွေကိုမြင်နေခါလေအရင်တော့ကွန်ပျူတာပညာရှင်တွေဒါပညာရှင်ပြန်တော့ရတာကလည်းမသိဘူး။ အဲသူအဲတွေ့တဲ့ခါလေးကျအဲ့တော့ဆရာမကြီးကထုတ်သွားထုတ်သွားပြီးတော့သူကတော့မသူမနေ့မနေ့ကလည်းထားအဲ့ဒါထုတ်ပြင်းခေါ်ပါဖြိုးပါလေခေါ်ဖြိုးဒါကိုကုတ်ထုတ်လို့နားနေဖောက်သွားလို့ပြောတယ်ဖောက်အဲ့လိုဝင်လို့ပြောတာတက်ဖြစ်တာလေတွင်းစားကြည့်ကြည့်အင်းသူစားပြီးအဲ့တဲ့ချိန်ပေါ့အင်းဟုတ်တယ်လို့အဲ့တဲ့ချိန်ဟိုတို့စော့နေချိန်ဆိုလဲကလေးတွေလွတ်တယ်ဟုတ်အနောက်မှာနေစကိုင်းမြို့အတွင်း စကိုင်းတိုင်းဝန်ကြီးချုပ်ရင်တန်းကလက်လက်တွာလာနေပေမဲ့လည်းဂလင်းကြောင့်တိုက်ဆုံသူတွေကိုအချိန်မီကယ်ဆယ်နိုင်တာမရှိတဲ့အပြင်ပြိုပြက်သွားတဲ့အရတားနေအိမ်တွေနေအိမ်ပိမိနေတဲ့အလောင်းတွေကိုကုညီကယ်ဆယ်ဖို့ယူနိုင်တာမရှိသေးပဲပုံစံမပြတ်ရှိနေပါသေးတယ်။ပြူကျသွားတဲ့စကိုင်းတသားဟောင်းချင်းကက်လန်အနီးကရေကဲမုန်ဆိုင်တန်းဇီယာတူရီရုပ်ရှင်ယုံတန်းစားတဲ့နေရာတွေမှာအပြက်အစီနဲ့တိတ်ဆုံသူတွေကလည်းလက်ရမပြတ်ရှိနေပြီးအပုံနဲ့သူထွက်လာနေပေမဲ့ဖေရှားရှင်းလင်းနိုင်တာမရှိသေးပါဘူး လက်တလောစစ်ကောင်စီနဲ့နှိစက်ရဝန်ကြီးဌာနတွေဘုံတော်ကြီးចောင်းတွေမှာကြရဲအင်အားပြည်သူစစ်အင်အားနဲ့အပြက်စီးတွေဖယ်ရှားနေတာတွေရှိနေပါတယ်။စကိုင်းမြို့ခံပရာဟိတကွန်ကြီးကေဆေရဲ့အတင်းတွေလည်းလမ်းပေါ်မှာမပြတ်တွာလာနေကြပေမဲ့မြို့အပြက်စီးနဲ့မများကြပဲငလင်းလှုပ်ပြီးလေးရကြတဲ့ဒီစကိုင်းမြို့ကြီးဟာအပြက်အစီးတွေနဲ့မြို့ပြက်ကြီးတစ်ဖွဲရှိနေပါတယ်။ဒီမှာဟာနာပါ မန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိန်ပန်းရမှာမလ28ရက်နေ့လပိုင်းကငလင်းလှုပ်ချိန်မိလောင်မှုဖြစ်ပွားခဲ့လို့လူနေအင်ဂျီ100နီးပါးမိလောင်ဆုံးရှုံးခဲ့ရတယ်လို့လူမှုကွန်ရက်အဖွဲ့တွေကပြောပါရယ်အရင်ကအဲ့ဒီနေရာဟာအမှိုက်ပုံဟောင်းကြီးဖြစ်ပြီးငလင်းလှုပ်တော့မြေအောက်ကဓာတ်ငွေတွေထွက်လာပြီးမိတွေထလောင်ရင်မိလောင်မှုဖြစ်ပွားတယ်ဆိုပြီးပြောကြတယ်လို့မန္တလေးအခြေစိုက်လူမှုကွန်ရက်အဖွဲ့တစ်ခုရဲ့တာဝန်ခံတယောက်ကပြောပါရယ် အခုလိုမိလောင်ခဲ့တဲ့အတွက်အင်ချေ980ကြာမိလောင် ဆုံးရှုံးခဲ့ရပြီးမိဘသင့်ပြည်သူ3000ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်မန္တလေးမြို့မှာဧပြီလ2ရက်နေ့အထိနောက်ဆက်တွဲငလှင်တွေနေ့စဉ်လိုလိုလှုပ်ခတ်နေတဲ့အတွက်မြို့ကန်ပြည်သူတွေဟာညစဉ်ညတိုင်းလမ်းတွေကွင်းပြင်တွေနဲ့နှိဆက်ရပေးလို့တဲ့နေရာတွေမှာအိတ်ဆက်နေကြရပါတယ်မန္တလေးမြို့မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့လက်အောက်ခံရဲတပ်ဖွဲ့တွေဟာ ငလျင်ဘေးသင့်တဲ့ပြည်သူတွေနဲ့မိဘေးသင့်ကြတဲ့ပြည်သူတွေအတွက်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးတာတွေအလစ်အမြန်မပြုတ်လို့ပဲငလျင်တန်ကြောက်ပျက်စီးသွားတဲ့မဟာမြတ်မုန်နေဖရာကြီးနဲ့နန်းတော်မြို့ရိုးပြိုကျတာတွေကိုဦးစားပေးရှင်းလင်းဆောင်ရွက်နေတဲ့အတွက်ပြည်သူတွေကြားဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါရဲ့ရှင်။ DVB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချီချိုဆမ်မဂျေဆုတင်ပါတယ်ရှင်။